မင်္ဂလာပါခင်ဗျာ VIP ရဲ့ Editor သုံးသက်ချက်စီစဉ်ကနေကြိုဆိုလိုက်ပါရစေ။ဒီနေ့မှာတော့အတူရောင်ရွက်ောက်ပွဲမှာစစ်တပ်တောက်တိုင်းဒေါ်သက်သက်ခိုင်ကိုစလေလောက်အမည်စင်းမှာမပါဝင်တဲ့အကြောင်းရင်းပါဝင်ရွေးကောက်ပွဲဝင်မဲ့ဇနီးဖြစ်သူကိုယောက်ျားဖြစ်သူကရိုက်နှက်ခဲ့တဲ့အကြောင်းပါဝင်အာဆီယံနဲ့မြန်မာအရေးကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်ကိုကျွန်တော်ကိုဖုံးမောင်နဲ့တူကိုကြော့မောင်ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကိုကြော့မောင်ကြီးမင်္ဂလာပါ။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ကိုကြော့မောင်ကြီးဒီနေ့တော့သတင်းတွေထဲမှာ ဒီစစ်တပ်ကလုံမဲ့ဒီအတူရောင်ရွေးကောက်ပွဲမှာကိုစလက်စင်းရင်ပေါ့ကိုစလက်စင်းမှာဒေါ်သက်သက်ခံမပါလာဘူးဆိုတဲ့တဲ့ရင်ကတော်တော်လေးလူပြောများနေရဗျာဒီကြောင်ရင်းဆုံးစွန့်နေပြပါလားကိုကျွန်မဟုတ်ကဲ့ပါကိုဖုံးမောင်လေဒီသတင်းကိုမြင်တော့ဒါကကျွန်တော်စတွေးမိတာပေါ့လေဒါကဒါစစ်တပ်ကရိုက်နေတဲ့ဒီရွေးကောက်ပွဲရုပ်ရှင်တွေကဒါဒရမာလှည့်ကွက်တစ်ခုပဲလားလို့ကျွန်တော်အရင်ဆုံးစတွေးမိတယ်ကိုဖုံးမောင်စဉ်းစားကြည့်ပါဗျာဒါစစ်တပ်ကအခုလုံးမဲ့ရွေးကောက်ပွဲရတာ ဒီမတရားဆရာနာတင်ထားတာကနေပြီးတော့မှသူတို့ရဲ့ဒီတရားဝင်မှုကိုအသေးအတန် လိုအပ်နေတဲ့အချိန်မှာပေါ့ဗျာဒါကိုဖဲကိုချိုးပြီးတော့ကိုဝေတဲ့လှုပ်တဲ့ရွေးကောက်ပွဲလို့ပဲကျွန်တော်ကတော့ဒီလိုပဲသုံးသပ်ချင်ပါတယ်ဆိုတော့အများပြည်သူကလည်းဒီရွေးကောက်ပွဲကိုသိပြီးတော့မှဒီစိတ်ဝင်စားမှုလည်းရှိနေတာမဟုတ်ဘူးဆိုတော့ဒီနိုင်ငံရဲ့အခြေအနေကိုကြည့်လိုက်ရင်လည်းဒီတိုင်းပြည်နိုင်ငံတဝန်းမှာကဒါပြည်တွင်းစစ်ကလည်းကျေပြန့်နေတာကိုတွေ့ရတယ်နိုင်ငံရေးပြည်ပခရီးရဲ့ဒါအကြီးမားတဲ့အခြေအနေမှာရှိနေတယ်ဗျာလူလူကလည်းဒါဆင်းရဲဒုက္ခအပြည့်ရောက်နေတယ်လို့ဒါဒီလူလူထောက်ခံထားတဲ့ခေါင်းဆောင်တွေကိုလည်းဒါဖန်ဆီးထောင်ချထားတဲ့အချိန်မှာ လုံးတဲ့ရွေးကောက်ပွဲဆိုတာဘာမှတော့အပြောင်းလဲဖြစ်လာမှာမဟုတ်ဘူးဆိုတာတအားလုံးသိနေတဲ့အချက်ပေါ့လေဒါပေမဲ့လည်းဒါစစ်တပ်အနေနဲ့ကသူတို့လုံးမဲ့ဒီအတူကြောင်ရွေးကောက်ပွဲကိုဒါနိုင်ငံတကာပါဝင်ပေါ့လေဒီအများပြည်သူကြားမှာဒါစိတ်ဝင်စားမှုတွေမြင့်တက်နေစေခြင်းနဲ့တနည်းအားဖြင့်တော့ဒီသတင်းတွေထဲမှာသူတို့ရဲ့ဒီရွေးကောက်ပွဲသတင်းကတာဝါဖြစ်နေစေခြင်းနဲ့ပေါ့ဆိုတော့ဒီလိုဒီလိုနီးနေပဲသူတို့ကသူတို့ကျူးလွန်ထားတဲ့ဒီယာဇဝမှုတွေကိုဖုံးကွယ်ထားလို့ရမယ်သူတို့ကျူးလွန်နေတဲ့ဒီစစ်ယာဇဝမှုတွေကိုဖုံးကွယ်လို့ရမယ်ဆိုတဲ့ပုံစံမျိုးပါပဲ နောက်ခုကဒါဒီစစ်တပ်အနေနဲ့ကဒီတိုင်းပြည်ကိုသူတို့အကောင်းဆုံးတော့အုပ်ချုပ်နေနိုင်တယ်စီမံနေနိုင်တယ်ဆိုတာမျိုးကိုလည်းတဖက်မှာပုံဖော်ထားခြင်းနဲ့ပုံစံရပါတယ်။ဒါနောက်တစ်ချက်ကြတော့ဒါမင်းမသက်မာမှုကိုအကြောင်းပြပြီးတော့မှဒီအာနာသိန်းထားတာဖြစ်တဲ့ခါကျတော့သူတို့လုံးမဲ့ရွေးကောက်ပွဲပေါ့လေဒီရွေးကောက်ပွဲကိုသူတို့ခန့်ထားတဲ့ရွေးကောက်ပွဲကော်မရှင်ပေါ့ဆိုတော့ဒါတွေကတကယ်ပဲစနစ်တကျလှုပ်ဆောင်နေတယ်လို့မြတ်မြတ်တတဘယ်ဘက်မှမရက်ဘူးဆိုတဲ့ပုံစံမျိုးကိုဒါပုံဖော်ခြင်းတယ်လို့တော့ကျွန်တော်ကတော့မြင်မိပါတယ်။ တနည်းအားဖြင့်ပေါ်ပြဒီစက်တက်ကရိုက်မဲ့ဒီရွေးကောက်ပွဲရုပ်ရှင်မှာဒါလူတွေကိုဒါလှဲစားပုံဖော်တဲ့အချိုးကွေလေးတွေတော့ဟိုထဲ့မှာပေါ့ဗျာဒါတော့ကျွန်တော်ဒီလိုပဲမြင်ပါတယ်ဒါပထမဆုံးဒရမ်မာဇက်ကွက်တဲမှာတော့ဒါဒါကိုဖုံးမအောင်အတိလေအတိပါပဲ NDF အပါတီနဲ့ဒေါ်စနာမင်းပေါ့လေဆိုတော့အခုကတော့ဒါတော့တသက်ခံအလဲရောက်လာပြီလို့ပဲပြောရမှာပါဆိုနောက်ထပ်လည်းဒါဥကိုကြီးတို့အလဲရေရောက်ချင်းလည်းရောက်လာမယ်ရောက်လာနိုင်ပါသေးတယ်ဆိုတော့လူတွေရဲ့အမြင်မှာကဒါဒီစက်တက်အနေနဲ့ကသူတို့ကိုဒီထောက်ခံအားပေးနေတဲ့သူတို့တောက်တိုင်တွေ တော့ကသူတို့ရွေးကောက်ပွဲမှာအိမ်ဖြည့်ဝင်ပါပေးနေသူတွေကိုတော့မှလက်မခံဘူးဖိနှိပ်နေတယ်လို့ဖြစ်ပင်မဲ့တစ်ဖက်မှာကဒီစစ်တပ်အနေနဲ့ပုံဖော်နေတာကတော့ဒါစစ်တပ်ကခန့်ထားတဲ့ရွေးကောက်ပွဲကော်မရှင်တီဥပဒေတိုင်းလုပ်တယ်ဥပဒေနဲ့မညီဘူးသူကမှမျက်နှာသာမပေးဘူးဆိုတဲ့ပုံစံပေါ့ဒီလိုပုံစံတွေပုံဖော်နေရလို့လည်းကျွန်တော်ကတော့မြင်မိပါတယ်အဲ့တော့ဒေါက်တာသက်ခိုင်တရင်ကိုပြောရရင်ဒီရွေးကောက်ပွဲကူစတဲ့ကောင်းစင်းကဒီနေ့ထွက်လာတာတွေ့ရတယ် ဆိုတော့အဲ့ဒီမှာဒီရွက်ကောက်ပွဲကုသရေလောင်းစင်ရင်ကနေပြပြက်ခံရရဆိုပြီးတော့ BBC မြန်မာပိုင်းသတင်းဌာနကဌာနကနေပထမဆုံးဖော်ပြလာတော့ကျွန်တော်တွေ့ရတယ်။အဲ့တော့အဲ့ဒီနောက်မှာတခြားမီဒီယာတွေကလည်းဆက်ပြီးဖော်ပြလာကြတာကိုတွေ့ရတယ်။နောက်တော့ DBB သတင်းဌာနကနေပြီးတော့မှဒီသတင်းကမှားယွင်းနေဆိုပြီးတော့ပြန်ဖော်ပြလာတော့တွေ့ရတယ်။အဲနောက်နောက်တစ်ခုကတော့ဒါစစ်တပ်ဒေါက်တိုင်မီဒီယာပေါ့လေပေါ်ပူလာနယူးကနေပြီးတော့လေဒေါ်သက်သက်ခိုင်တို့ပါတီဝင်တယောက်ကိုမေးပြီးတော့မှဒီသတင်းကမှားရင်းပါတယ်ဆိုပြီးတော့ဖော်ပြလာတာတွေ့ရတယ် အဲ့တော့ဒီတူးရောင်ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်တဲ့ကိုယ်စားလှယ်တောင်းစင်းရင်းတွေကိုကျွန်တော်တို့လည်းဒါတိုက်ပြီးစစ်စစ်ကြည့်ရပေါ့ဗျာစစ်စစ်ကြည့်တဲ့ခါမှာတော့ဒီဒေါ်သက်သက်ခိုင်နမယ်ကတော့ဟိုလုံးဝပါဝင်နေရအောင်တော့မတွေ့ရဘူးဆိုတော့ဒါကတော့ကျွန်တော်တို့မျက်မြင်ပေါ့လေဆိုတော့ဒီဒီစင်းရင်းဒီလိုထုတ်ပြန်လာတဲ့စင်းရင်းအပေါ်မှာလည်းဒေါ်သက်သက်ခိုင်တို့ဒီပြီးသုံးလုံးပါတီကနေပြီးတော့မှဒီပါတီအနေနဲ့စုံတရာတရားဝင်ထုတ်ပြန်ရှင်းလင်းတာကိုလည်းကျွန်တော်တို့အခုချိန်ထိတော့မတွေ့ရသေးဘူးဆိုတော့ဗျာဘာပဲဖြစ်ဖြစ်ပေါ့လေအခုဒီစစ်တပ်ကလုံးမယ်ဒီတူးရောင်ရွေးကောက်ပွဲသတင်းတွေကတော့ဒါသတင်းမီဒီယာတွေပေါ်မှာတော်တော်လေးကိုဟို CCGG နဲ့ CCG ကကဖြစ်နေတယ်ဟိုနေရာယူနေတာတော့အမှန်ပဲကျွန်တော်မြင်ကြတော့ဗျာဒါကဒါစစ်တပ်ကလုပ်တဲ့ဤပြူပါတခုလိုပဲကျွန်တော်ကတော့မြင်တယ်ဒါရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေကိုဒါတော်တော်လေးကိုဒီသတင်းမီဒီယာတွေမှာနေရာယူနေအောင်လူတွေကြားထဲမှာစိတ်ဝင်စားမှုမြင့်တက်နေအောင်ပြောဆိုနေအောင်ဒါမျိုးတွေလှုပ်ဆောင်နေရလို့ပဲကျွန်တော်ကဒါမြင်နေပေါ့လေဒါစစ်တပ်ရဲ့ဤပြူပါတခုပဲလို့ကျွန်တော်ကသုံးသပ်ချင်တယ်အဲကျွန်တော်အမြင်မှာနောက်ထပ်ပေါ့လေဒီစစ်တပ်ကဒါရိုက်ကူးနေတဲ့ယူကော့ပွဲရုပ်ရှင်တွေကဟိုစီမံပြီးသားဇက်ွက်တွေလို့ပဲကျွန်တော်က ဟိုတုံးသက်ချင်ပါတယ်အတော့ဗျာပြန်ကြည့်လိုက်ရင်ဒါဒီကြက်ဖွတ်ပါတီဥက္ကရာခင်ရနေမှာတချင် TikTok တွေ Facebook တွေမှာထွက်ပြီးတော့တမိုင်းမှားတွေပြောတယ်ဝါရဖြန့်ကြည့်တဲ့စကားတွေပြောတယ်နောက်တော့ဘူးလက်လဆွေကားနေပောက်ကရတွေထွက်ပြောတယ်ဆိုတော့ဒီလိုနဲ့ဒီလိုနီးနေပေါ်လေဒီတူရောင်ရွေးကောက်ပွဲသတင်းတွေကဒါ social media တွေသတင်း media တွေမှာဒါနေရာယူထားအောင်ပေါ့လေဒီလိုစီမံစီမံနေရာကိုကျွန်တော်ကတော့တွေ့ရတယ်အဲ့တော့ဗျာချုပ်ပြီးတော့ပြောရရင်ဒီဒေါ်သက်သက်ခိုင်ကဒီရွေးကောက်ပွဲဝင်ရသည်ဖြစ်စေမဝင်ရသည်ဖြစ်စေဘာမှတော့ထူးခြားသွားမှာမဟုတ်ဘူး ဒါကဒီရွေးကောက်ပွဲဆိုတာကဗျာဘလို့ဖြေထွက်လာမှာလဲဆိုတာလေဒါအားလုံးသိနေတဲ့ဇလန်တပုတ်ဖြစ်တယ်ဒါဇက်သိန်းကိုလည်းအားလုံးကတီးပြီးသားဖြစ်နေတဲ့ဇလန်ဖြစ်တဲ့အခါကျတော့ဘာမှထူးထူးခြားခြားဖြစ်လာမလို့ကျွန်တော်ကတော့မတင်ဘူးထူးထူးခြားခြားဖြစ်လာစရာအကြောင်းလည်းမရှိဘူးပေါ့လေဆိုတော့ဟိုဒီလိုမျိုးသတင်းတွေနဲ့ပတ်သက်ကျွန်တော်ငင်းခုန်နေရတာကတော်တော်လေးကိုဟိုလွဲချော်နေတယ်လို့တော့ကျွန်တော်ကသုံးသပ်ချင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကိုချော့မော်ကြီးနောက်တဲ့ဆွေးနွေးစီစဉ်တဲ့အကြောင်းအရာပေါ့ဒီရွေးကောက်ပွဲမှာဝင်ပြိုင်မဲ့ တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီလွတ်တော်ကိုယ်စားလှယ်လောင်းကိုခင်မုံဖြစ်သူအားဒီရိုင်းနှက်ခဲ့တယ်ဆိုတဲ့သတင်းကိုတွေ့ရတယ်ဗျာအဲ့ဒါကိုလည်းနိုင်ငံပြည့်ဆက်ပြီးတော့တုံးသက်ပေးအောင်လို့ပြောအာဟုတ်ကဲ့ပါကိုဖုံးမောင်ရေဆိုတော့ဗျာဒီတွေ့ရအောင်ရွေးကောက်ပွဲအကြောင်းကိုဆွေးနွေးနေရတာဟိုကတိတ်ပြီးတော့မဟုတ်လောက်ဘူးဗောဗျာဒါပေမဲ့လည်းဒီလိုကိစ္စတွေနဲ့ပတ်သက်လာရင်ကျွန်တော်တို့ပြောဖို့ကလည်းလိုအပ်တော့ဒါထည့်ပြီးတော့မှဆွေးနွေးကြတာဗော ဆိုတော့ကျွန်တော်အမြင်အရပြောရရင်တော့ဒီအတူရောင်ရွေးကောက်ပွဲဖြစ်အောင်တော့ပေါ့လေဒီလို နိုင်ငံရေးရဘက်ရွေးချယ်မှုတွေအပေါ်မှာဒီလိုအိမ်နေအကျန်းဖတ်မှုလှုပ်ဆောင်တာမျိုးကတော့မဖြစ်သင့်ဘူးလို့ပဲကျွန်တော်ကတော့ယူဆပါတယ်ဆိုတော့နိုင်ငံရေးမှာမဟုတ်ပါဘူးဗျာဘလို့အခြေအနေမျိုးမှာဘလို့အခြေအနေမျိုးမှာဖြစ်ဖြစ်ဒါအိမ်နေအကျန်းဖတ်မှုဆိုတာမျိုးကတော့ကျွန်တော်တို့ဟိုလက်ခံလို့မရအောင်ဒါကတော့အခြေခံလူတိုင်းဒီလူဖွဲ့စည်းတဲ့မှာရှိရမယ်လူချင်းဝင်ဆိုင်နှုန်းတွေပေါ့ဆိုတော့ဒီလိုဖြစ်ရမျိုးတွေကိုလည်းဒါမျိုးသမီးအခွင့်အရေးလှုပ်ဆောင်နေသူတွေအနေနဲ့ကလည်းဒါဟိုအတန်အထွက်ပြောသင့်တယ်လို့ကျွန်တော်လည်းမြင်မိပါတယ် ဆိုတော့ကိုဒီလိုကျူးလွန်ခံရတဲ့သူကဒါကိုနဲ့နိုင်ငံရေးဘက်မတူဘူးဆိုရင်တောင်မှဒါမျိုးကမဖြစ်တဲ့ကိစ္စမျိုးလို့ဒါဟိုသုံးသက်ရမှာပါအခုကတော့ဒီအမျိုးသားဖြစ်သူကဒါရွေးကောက်ပွဲဝင်မဲ့ဇနီးတွေကို ရိုင်းနေတယ်ပေါ့လေဒီလိုဟာကဘာကြောင့်ရိုင်းနေတယ်ဆိုတဲ့အကြောင်းရင်းအခြေခံတွေဒီလိုဘာကြောင့်ဒီအိမ်တွင်းကြံဖတ်မှုကျိုးလွန်နေတယ်ဆိုတဲ့အခြေခံတွေတော့ကျွန်တော်တို့မသိရပါဘူးတိတိကျကျတော့လေဆိုတော့ဒါပေမဲ့ဒီဆိုလိုချင်တာကဗျာဟိုအိမ်တွင်းအကြံဖတ်မှုကိုတော့ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ကျွန်တော်တို့လက်ခံလို့မရဘူးနောက်ပြီးတော့ကျွန်တော်တို့ဒီနေ့ဒီဆရာနာရှင်တော်လန်ရေးဆိုတာကဒါနိုင်ငံရေးရသဘောထားမတူညီမှုတွေကိုအကြံဖတ်ဖြစ်ရှင်းတယ်ဟိုတော်လန်ရေးမဟုတ်ဘူးဆိုတဲ့ဒီအခြေခံသဘောတရားကိုတော့ကျွန်တော်တို့နားလဲနားလဲထားဖို့လိုအပ်တယ်ဆိုတော့အကြံဒီတော်လန်ရေးကိုကျွန်တော်တို့ပြန်ကြည့်လိုက်ရင်လေဒါအကြံဖတ်ဆန္ဒပြတဲ့နည်း နဲ့ဟိုစတင်ခဲ့ကြတာပါတော့ဆေယနာသိမ်းမှုကိုဒါစန့်ကျင်ကြတဲ့ဒေါ်လာရေးမှာဆိုရင်လည်းဒါလက်နက်ကင်ဒေါ်လာရေးလမ်းစဉ်ကိုဒါကူပြောင်းလာခဲ့တဲ့ပုံစံတွေကိုလည်းကျွန်တော်တို့ပြန်ပြီးကြည့်ဖို့လိုရတယ်။ဆိုတော့ဒီလိုလက်နက်ကင်ဒေါ်လာရေးလမ်းစဉ်ကိုကူပြောင်းလာတယ်ဆိုတာကလည်းဒီအနာသိစစ်တပ်ကဒါပြည်သူလူထုကိုအကြမ်းဖက်တပ်ဖြတ်တယ်ဒီဆန္ဒပြပွဲတွေကိုအကြမ်းဖက်ဖြိုခွင်းတယ်ဒီလိုမျိုးတရားလက်လွတ်အကြမ်းဖက်မှုတွေလှုပ်လာတာကြောင့်ဒါ ပြည်သူလူထုအသက်အိုးစီးစိမ်ကိုကာကွယ်ဖို့လိုအပ်လာတဲ့အခြေအနေမှာဒါဒီလက်နက်ကင်တော်လိုင်းရေးလမ်းစဉ်ကိုဒါရွေးချယ်ခဲ့ကြတာဖြစ်တယ်ဆိုတော့ဒီချက်ကိုတော့ကျွန်တော်တို့ဒီမမေ့ဖို့လိုတယ်ဆိုတာမျိုးကျွန်တော်ထည့်ပြီးပြောလိုတယ်အဲ့နောက်ပြီးတော့ဒီတော်လိုင်းရေးကဒါဒါလူ့ခွင့်ရေးနဲ့ဒီမိုကရေစီစံတန်ဘူးတွေပေါ်မှာရည်တည်ထားတဲ့တော်လိုင်းရေးဖြစ်တဲ့ ါကြောင့်မို့လို့ဒါဒီဆန်တန်ဘူးတွေကိုတော့ဖြင့်အများရန်ဟိုလိုက်နာနေဖို့လိုအပ်ပါတယ်ဆိုတော့ဒီလူခွင့်ရေးတင်ညာစာတန်းကိုပြန်ကြည့်လိုက်မယ်ဆိုလို့ရှိရင်လေလူတယောက်ကဒါလွတ်လပ်စွာရွေးချယ်တင်မြောက်ပိုင်ခွင့်ရှိရမယ်ဆိုပြီးတော့ဒါလူခွင့်ရေးတင်ညာစာတန်းမှာဟိုအတီလင်းကိုဖော်ပြထားပါတယ်အဲ့တော့ဗျာပြောချင်တာကဗျာဒီရွေးကောက်ပွဲကအတူရောင်ရွေးကောက်ပွဲမို့လို့ကျွန်တော်တို့လည်းလက်မခံပါဘူးဒါပေမဲ့ဒီရွေးကောက်ပွဲမှာပါဝင်မဲ့ဒီကိုယ်စားလှယ်လောင်းတွေကိုတော့ဒါနိုင်ငံရေးရမတူညီမှုလို့ပဲ သဘောထားရမှာပေါ့လေဒီလူတွေကိုဒါဒီပြင့်မဲ့တာတိုက်ခိုက်တာမျိုးအကြမ်းဖက်တာမျိုးဒီလိုလုံရက်တွေကိုကတော့ကျွန်တော်တို့မလုပ်စေချင်ပါဘူးဆိုတော့ဟိုဒီဖြစ်ပျက်နဲ့ပတ်သက်ပြီးထိတ်ထိုးပြီးတော့ဆွေးနွေးရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါဒီနိုင်ငံရေးရသဘောထားမတူညီမှုတွေကိုကျွန်တော်တို့ကနိုင်ငံရေးဟိုနီးထက်ကျော်လွန်ပြီးအကြမ်းဖက်တဲ့နီးလန်းတွေပေါ့လေဒီလိုမျိုးနီလန်းတွေကိုကျွန်တော်လှုပ်ဆောင်လို့မရဘူးဒါဒါမိသားစုတွေမှာဆိုလို့ရှိရင်အိမ်တွင်းအကျန်းဖက်မှုလှုပ်ဆောင်နေလို့ကိစ္စမျိုးလေဒါလက်သင့်ခံလို့မရဘူးပေါ့လေဒါမျိုးကိုတော့ဒါဒီ စံတမိုးတစ်ခုအနေနဲ့တော့ဒါရက်တီဘိုးတို့လိုအပ်မယ်လို့ကျွန်တော်တော့သုံးသပ်ချင်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ကျေးဇူးပါပြီကျွန်မောင်ကြီး။နောက်ဆုံးကြောင်းရအောင်ဆွေးနွေးရအောင်ဗျာ။အဲ့ဒါကတော့အခုကျင်းပနေတဲ့ဒီ ASEAN ထိပ်သီးဆွေးနွေးပွဲကနေမြမကြီးကဘာတွေထူးခြားလာနိုင်လဲ။အဲ့ဒါကိုလည်းဆွေးနွေးပေးပါဦးဗျာ။ โอเคပါဒါအခုဒါအာဆီယံထိပ်သီးဆွေးနွေးပွဲပေါ့လေအာဆီယံထိပ်သီးဆွေးနွေးပွဲကတော့ဒါဒီမလေးရှားနိုင်ငံဒီကောလာလမ်ပူမှာလှုပ်ဆောင်နေတယ်ပေါ့လေကျင်းပနေတယ်ပေါ့ဆိုတော့ဒီစီဝေးကိုလည်းအစားကတော့ဒါဒီအနာသိန်းစစ်ကောင်းဆောင်ဟိုတက်ရောက်မလို့လို့တက်ရောက်ရမလို့လို့ဖြစ်ပြီးတော့မှတကယ်တကယ်တမ်းတော့ဒီတက်တက်ရောက်ခွင့်မရဘူးပေါ့လေဒါဒီသတင်းတွေကတော့ကျွန်တော်သိခဲ့ပြီးဖြစ်ပါတယ်အဲ့တော့မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ဒီအာဆီယံရဲ့လှုပ်ဆောင်နေတဲ့အခြေအနေတွေဟိုချင်းကတဲ့ပုံစံတွေကိုကျွန်တော်တို့ထည့်ပြီးတော့ ဟိုကြည့်ဖို့လိုပဲပေါ့ဆိုတော့ပြန်ကြည့်လိုက်ရင်ဒါ2021ဒီဆေးရနာသိမ်းမှုဖြစ်လာတဲ့အခါမှာဒီအာနာသိမ်းမှုတွေကိုဒီစန့်ကျင်တဲ့ဆန္ဒပြပွဲရဲ့အစင်ပေါ့ဗျာဒီစစ်တပ်ကိုဒီဒီလက်နက်ကင်စန့်ကျင်တဲ့လက်နက်ကင်ဒေါ်လာအဖြစ်ပြောင်းလဲသွားပြီးဒီလာအနေငယ်ကြမှာပဲဒါမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငိမ့်ငယ်အချက်ဒီ၅ချက်ပါတယ်ဘုံတဘောမှုဒီချက်၅ချက်ကိုဒါ ီ ASEAN နဲ့ဒီအနာသိန်းစစ်ကောင်းဆောင်တို့ကဒီ ASEAN စည်းဝေးမှာသဘောတူညီခဲ့ကြတာရှိတယ်။ဒါပေမဲ့လည်းဒီအနာသိန်းစစ်ကောင်းဆောင်မင်းအောင်နိုင်ကတော့ဒီ ASEAN ဘုံသဘောတူညီချက်ကိုမလိုက်နာခဲ့ဘူး။ဆိုတော့အဲ့ဒီမှာဒီ ASEAN ဆွေးနွေးပွဲတွေတက်ရောက်ခွင့်ကနေပိတ်ပင်ခံရပြီးတော့ဖယ်ကျင်းထားခံရတယ်ပေါ့ဗျာဟိုဒါကိုလည်းဒါစစ်ကောင်းဆောင်မင်းအောင်နိုင်ကတော်တော်လေးကိုခံပြင်းနေမှာပါဒါသူ့ရဲ့ဒီလူရမဝင်တဲ့အဖြစ်ကိုဒါသူ့အနေနဲ့ခံစားလို့ရနိုင်မှာမဟုတ်ဘူးဟိုတစ်ဖက်မှာလည်းဗာတွေ့ရတယ်ဆိုတော့ဒီအနာသိန်းစစ်ကောင်းဆောင်အနေနဲ့ကဒီရုရှားရိုးတရုတ်တို့ရဲ့ဒီ ကျွန်တော်နောက်ခံပေးတာကိုရနေတဲ့အခါကျတော့ဟိုအာဆီယံကိုလက်သိပ်ပြီးတော့မှဂယူးဆိုင်လာတဲ့အခြေအနေမှာမရှိဘူးအာဆီယံဆိုလည်းဂယူးမဆိုင်ဘူးဆိုတဲ့အချိုးကိုလည်းဟိုဆက်ချိုးနေတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့လေဆိုတော့ဒီလက်ရှိအခြေအနေမှာတော့ဒီအာဆီယံအလှည့်ကျဥက္ကဋ္ဌပေါ့လေဒီမလေးရှားနိုင်ငံအနေနဲ့ကတော့ဒီမြန်မာအရေးနဲ့ပတ်သက်ရင်တော့သူပြန်ပြီးတော့မှဒီဟိုအာယုံဆိုင်ပြီးလုံဆောင်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီဆရာနာတင်ခဲ့တဲ့ဒီ၄နှစ်ကျော်၅နှစ်တာ အတွင်းပေါ့လေဒီမှာဒီလိုသဘောတူညီချက်ရခဲ့တဲ့ဘုံသဘောတူညီချက်၅ရက်ကအလုံးမဖြစ်ခဲ့ဘူးဒါအလုံးမဖြစ်ကြောင်းလဲဒီလိုအဖွဲ့အစည်းတွေနိုင်ငံတကာအဖွဲ့အစည်းတွေရောဒီလိုဒီဒေါ်လာရင်းအဖွဲ့အစည်းတွေရောတော်တော်လေးကိုထောက်ပြပြောဆိုခဲ့ကြတာလည်းရှိတယ် ဒါပေမဲ့မလေးရှားနိုင်ငံကအလဲကျဥက္ကဋ္ဌဖြစ်လှုပ်လာတဲ့အခြေအနေမှာတော့ဒီအာဆီယံနေနဲ့ပေါ့လေဒီမြမယူနည်းနည်းလေးတော့အာယုံဆိုင်လာတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့သူထိဆက်မှုတွေကလည်းဒီဒေါ်လာရင်းအင်အားစုတွေနဲ့တွေ့ဆုံဆွေးနွေးရတယ်လေဒီအာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားနိုင်ငံလှုပ်ဆောင်ခဲ့တာရှိသလိုဒီအာနာသိန်းစစ်တပ်နဲ့လည်းတွေ့ဆုံဆွေးနွေးရတယ်လှုပ်လာတော့ကျွန်တော်တွေ့ရပါတယ်အာဆီယံအလဲကျဥက္ကဋ္ဌဒီမလေးရှားနိုင်ငံအနေနဲ့ကဒီမြမယူနဲ့ပတ်သက်နည်းနည်းလေးတော့သူပြန်ပြီးတော့လှုပ်ဆောင်လာတာကိုတွေ့ရတယ် အဲ့တော့နောက်ဆုံးသတင်းအရဆိုလို့ရှိရင်တော့မြန်မာနိုင်ငံရဲ့အကြက်တဲကိုဒါဖြည့်ရှင်းဖို့ဆိုလို့ရှိရင်အာဆီယံဘုံသဘောညီချက်၅ချက်ကိုဒီအကောင့်ထဲပေါ်ဖို့နဲ့ဒီအားလုံးပါဝင်တဲ့ဒီလွတ်လပ်တဲ့ရွေးကောက်ပွဲပေါ့လေတရားမျှတလွတ်လပ်တဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်ဒီမြန်မာစစ်တပ်ကိုဒီအာဆီယံဥက္ကဋ္ဌမလေးအာဆီယံအလက်ကျဥက္ကဋ္ဌဒီမလေးရှားနိုင်ငံရဲ့နိုင်ငံသားရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကဟိုထပ်ပြီးတောင်းဆိုနေရဆိုတာကိုကျွန်တော်တို့ဒီနောက်ဆုံးသတင်းတွေမှာတွေ့ရတယ် ဆိုရရင်တော့ကြာ ASEAN အနေနဲ့ကဒါဒီဘုံသဘောထား၅ချက်ကိုဆက်ပြီးတော့ကင်ဆယ်ထားတယ်လို့ပဲဒါနားလည်ရမှာပေါ့ဆိုတော့ဒီအခုချိန်ဒီမှာဒီအားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ကိုဒါမလေးရှားနိုင်ငံကနေပြီးတော့မှဒီအခုကျင်းပနေတဲ့ ASEAN အစည်းအဝေးမှာထပ်ပြီးတော့ဟိုတွန်းတင်လာမယ့်သဘောမျိုးလည်းဒီသတင်းတွေထဲမှာကျွန်တော်တို့တွေ့ရပါတယ်အဲ့တော့အခု ASEAN ထိပ်သီးအစည်းအဝေးမှာကဒါအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့တက်ရောက်ဖို့ရှိမယ်နောက်ပြီးလို့ရှိရင်ဒီမကြာသေးခင်ကမှဒါဒီဂျပန်နိုင်ငံရဲ့ဝန်ကြီးချုပ်ကိုအစ်စ်ပေါ့လေအမျိုးသမီးဝန်ကြီးချုပ်အစ်စ်လည်းဒါတက်ရောက်ဖို့တွေ့ရတယ် နောက်တစ်ခါဒီတောင်ကိုရီးယားသမရာလည်းတက်ရောက်ဖို့တွေ့ရတယ်။နောက်ပြီးတော့ဒါတခြားလုံးပေါ်လေဒီဒေါ်လာရေးအားစုတွေဘက်ကနေရည်တည်ခဲ့တယ်ဒီအရှိတီမောသမရာလည်းတက်မယ်ဆိုတဲ့အစင်းထဲမှာကျွန်တော်တို့တွေ့ရပါတယ်။ဒါကျွန်တော်အမြင်ရတော့ဗျာဒီလိုအစည်းအဝေးမှာမြန်မာအရေးကတော့တိတ်ပြီးတော့ထူးထူးခြားခြားဒါဟိုနေရာယူနိုင်မယ်လို့တော့ကျွန်တော်တို့သိမမြင်ပါဘူးဆိုတော့မြမအရင်နဲ့ပတ်သက်လို့ရှင်တော့ဒါကြားဖြန့်ငွေလေးငိုင်းနေနဲ့ပတ်သက်ပြီးတော့မှဒါနိုင်ငံဖြတ်ကျော်ရာဇဝမှုအရေးတွေပိုပဲဒါတို့အဓိက ဒါဆွေးနွေးကြလိမ့်မယ်လို့ထင်ပါတယ်ဆိုရရင်ဒါဒီအမေရိကန်နေနဲ့ဒါဒီကြားဖြတ်နဲ့ပတ်သက်ပြီးတော့ဒီအရေးယူထားတာတွေလည်းရှိတာ哦မြန်မာပြည်နဲ့ပတ်သက်ပြီးတော့ဒါဆော့ချစ်သူတို့ကိုအရေးယူတဲ့အခြေအနေတွေရှိထားတဲ့အခါကျတော့ဆိုတော့မြန်မာပြည်နယ်စပ်နဲ့ဒီ Federal Data မှာဒီလိုဒီကြားဖြတ်ငွေလင်ငိုင်းတွေကတော်တော်လေးကိုမှဟိုခြေဆိုင်ပြီးတော့ဟိုနိုင်ငံတကာကလူတွေကိုပြစ်မှတ်ထားပြီးတော့လိန်လည်နေတဲ့အခြေအနေရှိတော့ဒါကသူတို့အတွက်ကတော်တော်လေးကိုဟိုအာယုံဆိုင်နေတဲ့အခြေအနေဆိုတော့နိုင်ငံဖြတ်ကျော်ရာဇဝမှုကိစ္စတွေကိုတော့အလေးထားပြီးတော့ ဟိုဆွေးနွေးကြလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်နောက်တစ်ခါဒီစစ်တပ်ကအခုလုံးမဲ့ဒီမြန်မာပြည်မှာပေါ့လေစစ်တပ်ကလုံးမဲ့ဒီတူရောင်ရွေးကောက်ပွဲကိုတော့ဒါအကျိုးတစ်ခုခုအကျိုးတက်ရောက်စေနိုင်တဲ့ဆုံးဖြတ်ချက်တွေရှိလာဖို့တော့မျှော်လင့်လို့မရနိုင်ပါဘူးဆိုတော့ပြန်ကြည့်လိုက်ရင်တော့ဗျာအာဆီယံဆိုတာကတကယ်တကယ်နဲ့ဘာမှလုံးနိုင်ကြိုင်နိုင်စွမ်းရှိတာတော့မဟုတ်ပါဘူးဆိုတော့တို့အနေနဲ့ကဒါမူရပဲပြောဆိုဆွေးနွေးတာမျိုးတွေလုံးမဲ့ဟိုတိုက်တွန်းတာတောင်းဆိုတာဒါတော့ပဲဟိုရှိလာနိုင်မယ့်အခြေအနေရှိပါတယ်အဲဆိုအမြင့်ဆုံးဖြစ်နိုင်ရင်တော့ဒါမြန်မာပြည်မှာဒီပြည်ရင်းစစ်အခြေအနေဖြစ်နေတယ်ဒါနောက်တစ်ခါဒီ တဘာဝဘေးတုအန်ရီတွေထိတွေ့ခံစားခဲ့ရတယ်ဒါတွေနဲ့ပတ်သက်ပြီးတော့ဒါလူသားချင်းစာနာမှုအကူအညီတွေကိုဒါလွတ်လွတ်လပ်လပ်ဟိုပေးခွင့်ပြုဖို့ဒီလိုလောက်ပဲဖြစ်လာနိုင်မှာလို့ကျွန်တော်တို့မြင်ပါတယ်ဆိုတော့ဒီဒီ ASEAN ကဒီဆွေးဆွေးနွေးပွဲကနေပြီးတော့မှဘာတွေပဲထွက်လာထွက်လာဒီစစ်တပ်အနေနဲ့ကလည်းဒီတူရောင်ရွေးကောက်ပွဲကိုဟိုဆက်လုပ်ပြီးတော့မှဒါသူတို့ခြားသူတို့သွားစင်တဲ့လမ်းတိုင်းသွားဆက်ပြီးသွားလိမ့်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဒီလိုပဲဟိုတုံးသက်ချင်ပါတယ်ကိုဖုံးမောင်ကြီးဟုတ်ကဲ့ပါကိုကျော်မောင်ကြီးခုလိုတုံးသက်ပေးတာအကျေစုအထူးပဲတင်ရှိပါတယ် BNB ရဲ့အဒီရအုံသက်ချက်အစီအစဉ်ကိုဒီမှာပဲညှိနှိုင်းပါတယ်။ issue အပြည့်ရဲ့တယောက်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။ Burma Independent Voice